ဣန္ဒိညာဘုန်းကြီးတို့ဟောမဲ့တရားကောင်းစဉ်ပေးထားပြီးသားပါပေးတဲ့ပါတရားတဲ့လေဝင်လာသူများတတိထားတဲ့ပါတရားမြတ်စွာဘုရားလက်ထက်တော်တော်ကခုခံစွမ်းအားမရှိလို့အဲ့ရဘုဟာဘုံဘုံလဲပြီးတော့ဝဝဲဆင်းနေတဲ့ပုံနာကြီးကိုတို့မြတ်စွာဘုရားက တရားရင်အမြိုက်စိတ်တိုင်ကလေးလို့အဲ့ဒီပုံသားကြီးခုအားဆွာရပြီးတော့သောတာပတ္တိမဉ္ဇဘုံဉံသောတာပန်ရိယသခန်းကိုတက်လန်းသွားတဲ့အညတရဗျမနာသုတ်တံတရားဒေသနာတဏယာဇာယတိသောကောတိဣမံဓမ္မဒေသနာသဒ္ဓဇေတဝေနေဝိဟရံတောအညတရဗျမနံအာရဘကတိတိ ဒနာယဇာယတိသောကောတိဣမန္တမဒေသနာဒနာယဇာယတိသောကောဇာရှိသောဣတယဒေသနာတော်များကိုတထာလူနာတို့ဆရာဖယားမြတ်စွာကဇေတဝနေစေတုံခေါ်ကြောင်းတိုက်တော်မှာဝိရဏတော်ယဗဒလေးလေးဖြင့်မြတ်ကြီးရှင် ပြုံးတရင်သုံးဆံပဲတော်မူနေတဲ့ခါကာလစီတုံးကအိညာတရာဗျမနအမျိုးအမိအားဖြင့်မထင်ရှားသော ပုံနာကြီးတယောက်ကိုအာရဘအကြောင်းပြု၍ကတိသိကရုဏာရှိသမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းဘုန်းတော်၆ပါးသက်ခင်တပင်ညူဘုရားရှင်ကိုတော်မြတ်တဝိထိပြေမွန်စေတော်ခေါ်ကြောင်းထိုက်တော်မှာ ရပထလေးလီဖြစ်မြတ်ညီရှင်ပြုံးတဲ့သုံးဆံပဲတော်မူနေတဲ့ခါကလာစီတုံးကသဝတိမြို့အပြင်းပဲဂင်းငါမြေကန္နာမှာပေးတဲ့ဟေပုံနန်းကြီးတယောက်လဲလှုပ်ရှားနေတယ်အဲ့ဒါမြတ်စွာဘုရားမနမိုးတော်အလင်းရောက်တော့ဗုဒ္ဓတို့ရဲ့ဓမ္မရာအယဩဘေတ္တဝဝိနည်းကငါဘုရားဖြေထုတ်ရပါမလဲဘုရားကြည်တော်မူတော့ဘုရားရှင်ညာတော်ကိုယ်ရဲ့ထဲမှာ ပုံနာကြီးမြင်တော်မူတဲ့အဲ့ဒီပုံနာကြီးကိုဘုရားရှင်ကိုရောမြတ်ကဆင်ပြီးတော့ဆင်ញင်ကြည့်တော့သောကိရမိစ္ဆာဒိဋ္ဌိကောဟဲ့ဒီပုံနာကြီးကယရဏသုံးတံကံကံရဲ့ကျိုးတရားကိုယုံကြည်တဲ့ဗုဒ္ဓဘာသာကမ္မတက္ကတသမာဓိဋ္ဌိဉာဏ်မရှိဘူးတဲ့ဒီနည်းပြောရင်ဘယ်သားရဲ့အဲ့ဒီပုံနာကြီးကတခြားဘာသာကိုယူထားတဲ့ဘာသာကြတဲ့ ဘုရားဘာသာမဟုတ်ဘူးတဲ့ဘုရားဘာသာမဟုတ်ပေမဲ့လို့လူဆိုတာသူ့ပါရမီနဲ့သူဖြစ်ပြည့်စုမှုခဲ့တဲ့ပါရမီနဲ့သူ့ကံနဲ့သူတာအဲ့ဒါဘုရားဘာသာမဟုတ်ဘူးတဲ့မိစ္ဆာတိတိပုံနာကြီးတဲ့ဘာသာကျမ်းအယူဝါဒယူထားတာတဲ့ဒါပေမဲ့လို့မြတ်စွာဘုရားကဒီပုံနာကြီးသည်တဲ့နေ့နေ့တစ်ချိန်ချိန်မှာသတ္တပတ္တိမညံဘုံညာရလို့သတ္တဝါရိယဖြစ်မယ်ငါဘုရားပြစ်ထားလို့မဖြစ်ဘူး အဲ့ဒါနဲ့ဘုရားရှင်ကိုရောင်မြတ်ကမင်းစားရဲ့ဧကဒီဝသံတနေ့သောအခါမှာနရိတီရန်ခန္ဓဝခိတံသောတိတိပုံနာရင်ရှိတဲ့ကြည် သွားပြီးတော့မြတ်စွာဘုရားကြွတော်မူသွားတော့ပုံနာကြီးကမြတ်စွာဘုရားကိုတွေ့တယ်မခေါ်ဘူးဘုရားကိုဘာဖြစ်လို့မခေါ်တော့ဆိုတော့သူနဲ့မှဘာမှမပတ်သက်ဘဲနဲ့ယရဏသုံးပါးကျင်လို့တဲ့ပုဂ္ဂိုလ်ဆိုရင်တော့ သုံးတော်ကြီးတော်မူသောမြတ်စွာဘုရားကြွတော်မူလာပါဗျာဒီမှာထိုင်တော်မူပါဗျာအခင်ခင်မင်းမယ်ပေါ့သရဏသုံးပါးမှာကျူလို့တဲ့ပုဂ္ဂိုလ်မိစ္ဆန်တိတိဘုံနာဘာသာကြဘုံနာဆိုတော့ဘုရားကြွတယ်လားတွေ့တယ်တသားလေးကြည့်ပြီးတော့သူ့လို့သူဆက်လုံးတယ်ဒါနဲ့မြတ်စွာဘုရားနောက်တနေ့ပြန်လာတယ်နောက်တနေ့ပြန်ကြွသွားတယ်နောက်လေးပြန်ကြသွားပြီးတော့မြတ်စွာဘုရားကဗျမနအကိန်းကရောတိတို့ဘုရားကအရှင်စပြီးတော့နှုတ်ဆက်ရတယ် မြမနာဂိမ့်ကြတော့ဒီဘုံနာကြီးသင်္မာလုံးနေတယ်လဲဘုရားကတခေါ်မေးတယ်ခေတံဘောဘောဓမာဘောဘောဓမာအိုယဟဘောဓမာခေတံငါလေလုံးနေတယ်တပည့်တော်တွေဘာတွေဘာမှမပြောဘုရားကတခေါ်မေးတယ်ဘုံနာကြီးဘာလုံးနေလဲမေးတော့လေလုံးနေတယ်ဒါပဲပြောဘုရားကလည်းပြန်လာ အဲ့ဒါမြတ်စွာဘုရားကြွသွားတဲ့နောက်နေ့နေ့တိုင်းနေ့တိုင်းသွားတဲ့ဘုရားကလည်းခွန်ကြီးကအဲ့ဒီဝိသုဇာကြောင့်ခတ်ပြီးတော့မြတ်စွာဘုရားကြီးညိုလိုက်တာပရမတ်တရားနဲ့သွားတဲ့သံဃာတော်ခေါ်ပေါ်မရဘူးအဲ့ဒီပုံနာကအဲ့ဒီပုံနာကသံဃာတော်ခေါ်ပေါ်မရဘူးနောက်နေ့ရက်သုံးလောက်နေတော့မှမြတ်စွာဘုရားက သူ့စမေးရတယ်အဲ့ပုံနာကြီးနေပါလုံးနေတဲ့ငါလဲထုံနေတဲ့ဘောဓမာတဲ့နောက်တနေ့ထပ်သွားတယ်အဲ့ပုံနာကြီးပါလုံးနေတယ်တဲ့ ပြိုကျဲနေတယ်တဲ့နောက်တည်းရထသွားတယ်ဆက်ပုံနာကြီးဘာလုပ်လဲသူလုံတာအရှင်တိုင်းဘုရားကတနေ့တခုံးမိတယ်ပုံနာကလည်းတနေ့တခုံးမပြောတယ်အဲဒီလိုနဲ့နေတိုင်း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 မြတ်စွာဘုရားသွားပါများလာတော့ပရိသတ်ကြီးအဲဒီပုံနာကြီးဘယ်လိုဖြစ်လာတော့ဆိုတော့မြတ်စွာဘုရားကို မြင်မှာများတော့သူဘုရားကိုခင်လာတယ်မြင်မှာများတော့ဘုရားကိုခင်လာတဲ့ဣတော်ဒါနိ ပဋ္ဌာယတွန်မမသဟာယောအဲ့ဒီလေးကဝန္တာတရားကောင်းတယ်သူလျှောက်လိုက်တဲ့စကားကဤတော်ဓာဏိပဋ္ဌာယတွန်မမသဟာယောဒီနေ့ကဆက်ပြီးတော့ယဟန်ဃောဓမာတဲ့သင်နဲ့ငါနဲ့မမသဟာယောတွန်သင်ဒီမမငါရဲ့သဟာယောတကယ်ချင်းပဲပုံနာက မြတ်စွာဘုရားကိုဘာလျှောက်တော့ရန်ကောတော့မှာတဲ့ဒီနေ့ဟာစပြီးတော့တင်းတင်းငါနဲ့တငယ်ချင်းရှိပြီလို့မှားလိုက်တော့တဲ့ဘုရားကိုတငယ်ချင်းလို့ပြောတယ်ဘုရားကိုဘယ်လိုပြောလဲဒါစိတ်ဆိုးဖို့မလိုဘူးသူကြွတတ်တယ်လို့သူပြောတာသူစိတ်တဲ့ဘုရားတော်သူတင်းတင်းချီညိုလာဖို့တော့ရတယ်တို့ဘုရားကလည်းဇွဲကောင်းတဲ့ဘေးသားရေနေတိုင်းကြွတယ်ဒီလက်စထွန်တဲ့အချိန်ကနေပြီးတော့ဇမားတွေမှဲ့တဲ့အချိန်ထိအောင်ဆိုတော့စဉ်းစားကြည့်ဘယ်လောက်ကြာမလို့ဆိုတယ်တည့်ရမဖြစ်ဘူးနေတိုင်းသွားတယ်အဲ့ဒီပုံသားကြီး ဒါကြောင့်သတ္တဝါတယောက်ကျွတ်တန်းဝင်မယ်ဆိုရင်ညတော်ဘုရားတို့သည်ဘလောက်ပင်မပင်မပရိသတ်ရေးသွားတယ်ဗျာဒါကြောင့်မြတ်စွာဘုရားရဲ့ကရုဏာတော်ကိုမဟာကရုဏီကောနာသောဟိတယသဗ္ဗပါဏိနံပရိတောပါရမီသဗ္ဗပါတောသံဝတိမုဒ္ဓမံအလုံးအလုံးကိုမဟာကရုဏာတော်ကြည်တော်မူလေတဲ့ဒါနဲ့ပုံနာကယဟန် တဲ့မှာလဲရှိသလားမရှိဘူးအဲအဲ့ဒါဆိုလို့ရှိရင်တနေ့ငါနဲ့တကယ်ချင်းဖြစ်ပြီတဲ့အဲ့တော့ငါဒီစဘာတွေရိတ်ပြီးလို့ရှိရင်တဲ့ဒီပုံသားကြီးကဆိုဘုရားကဘာလုပ်တော့ဆိုတော့စဘာတွေရိတ်ပြီးလို့ရှိရင်တဲ့စဘာထွက်လာတဲ့နေပေါ်လေးအလုံးချွေပြီးတော့လှိပြီးတော့ဘုံလုံးပြီးလို့ရှိရင်စဘာတချို့တဝက်ကိုသင်စားဖို့ငါပေးမယ်ငါတကယ်ချင်းဘုလို့ပေးတာနော်ပုံသားကသူ့စိတ်ထဲမှာဒီလိုချိန်ပြီးတော့ဘုရားကိုထုတ်ပြောတယ် တင်တဲ့ကလည်းတငယ်ချင်းတော့တဲ့အေးတဲ့မြတ်စွာဘုရားလာတယ်။အဲ့တော့ငါတို့တငယ်ချင်းဆိုတော့ရတာတဲ့အတူတူဝေစားတာပေါ့တဲ့။တင့်မကလဲမမရှိပဲနဲ့တဲ့။ငါကလဲပိုင်ရှင်ဆိုတော့တင့်ကသဘာပိစားမယ်လေ။အေးအေးအေးမြတ်စွာဘုရားလာတယ်။ဘုရားကလည်းအေးအေးယူမယ်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 ။အဲ့ဒါနဲ့ဘယေသာကြီးပုံနာကြီးသဘာတွေရိတ်ရိတ်ပြီးတော့နောက်နေမှအလဲနဲ့တိုက်မယ်ဆိုပြီးတော့ အဲ့ဒီရိတ်ခါပြီးသားစဘာတွေကောက်လိုက်နေပြီးရင်တိုင်းလက်ကလေးကိုဘုံလုံးတန်းစီပြီးတော့ပုံသားကြီးကပုံခဲ့တာအဲ့ဒီချိန်မှာပရိသတ်ဗာဒီတုံးလို့ဆိုတဲ့အခါကျတော့အကာလမေခောတဲ့အချိန်အခါမဟုတ်ပဲနဲ့မဟာမေခောကြီးသွားတော့မိုးကြီးရွာတယ်မိုးကြီးတခါတဲ့တပြုံးပြုံးတပြုံးပြုံးနဲ့ရွာပြီးတော့ဘယ်လိုဖြစ်လာလဲခင်းကမြည်ရှန်တက်လာတယ်ခင်းကမြည်ရှန်တက်လာပြီးတော့ ပုံနာကြီးကစင်းယုံပုံနာတဲ့ကောက်လိုင်းနေပေးဆိုင်အကုန်လုံးတခါလဲရေထဲပါဘောစီးပွားပြက်ပြီဘာပြက်ပြီလဲစီးပွားပြက်ပြီပုံနာကြီးကမှန်းလာတာသူ့လည်းသဘာဘလောက်ရမလဲတရားရမလဲဆိုရင်အစိတ်လောက်တော့ဟောဓမ္မငါပေးကျွေးမယ်အဲ90ဌာနမယ်ဝန်းစားအတွက်ကြံတဲ့အစိတ်ကတော့ရောင်းပြီးတော့မိမ့်မှလည်းရွှေလေးပါလေးရှင်မယ်ဘောတီဗီလေးအောက်ချက်လေးလည်းဝယ်မယ်ဘောဒီနေ့ခေပြောရင်ပါ ဒါသူသူ့ဟာသူတွက်ထားပြီးသားပုံနှမ်းစိတ်ထဲမှာဒီကရတဲ့ဟာဒီလိုဒီလိုသုံးမယ်ဆိုတာသူ့ဟာသူတွက်ထားပြီးသားအဲ့ဒါနဲ့ဗေဒသာရေတို့တို့ပြောလိုက်ကြပါစို့ပေါ့ဗျာအခါမဲ့မိုးကြီးရွာပြီးတော့ဒီပုံနှမ်းကြီးရဲ့ဇဘာတွေခေငံမြင့်တယ်ပါသွားတော့ပုံနှမ်းကြီးကညကသူ့ဟာလည်းမသိလိုက်ဘူးမိုးတွေတော့ရွာတယ်တစ်မျိုးမျိုးတစ်မျိုးမျိုးနဲ့ငါဇဘာတွေရှင်နေမှကောင်းလားမသိဘူး ဒီလိုလဲပဲခင်းကမြည်ရင်ဆန်တယ်လားမဲလို့လဲသူပဲသိမလဲသိသောသောသတိကသေရမှာပေါ့ဘယ်လိုများဖြစ်တယ်လဲမသိဘူးအချိန်လေးရဒါနဲ့မနဲ့သောသောအဲ့ဒါဘုံနာကြီးခမောက်လေးဆောင်ပြီးတော့သုတ်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 နဲ့ပေးရတဲ့သူ့လဲတဲ့သွားကြည့်တော့လဲထဲမှာသဘာတွေ့သေးလားသဘာတွေအကုန်လုံးခင်းကမြည်တယ်ကောက်ကောက်ကောက်တိုင်းတွေအကုန်လုံးပါကုန်တော့ အဲ့ဒီမှာပုံနာကြီးလက်ကနေကိုထိုင်ပြီးတော့ငိုတာပေါ့ဘယ်သာရေပုံနာကြီးဘယ်လိုဖြစ်လဲပုံနာဘယ်လိုငိုလဲနာသိတံဗလာတုတ္တောသော အနုထူလနိသံပ္ပသောအနုထူလနိသံပ္ပသောအိစရောဘန္နရုတနံသံဘံအတုဝဂိယအဲ့ဒါဘာလို့တာသိတာပုံနာငိုတာပါဆို ဘယ်သူပေါ်လာလဲမကြဘူးဘူးလားအာဒီတရားနာပရိသတ်လည်းဘယ်နဲ့ဟာလဲမသိဘူးဘယ်လိုလုပ်လဲပုံနာမူလားသူတို့မကြဘူးဒါငိုပြနေတာဘယ်သူကုန်နေတာလဲနတိထံပရတ္တုသော အနုဒုလနိသမ္ပဇောအနုဒုလနိသမ္ပဇောဣဇရောပန္နရုတနံဓမ္ပံအတုမဂိယံတလယေမင်းဓမ္မတောင်းကယံတိမိတံဟိုနာဟာရီတော့ရောက်လာတယ်ငါတို့ခုံကြီးများရောက်နေလားမသိဘူးဆိုတော့ကြာပြေးလာနေဦးမယ်တော်ပြီဒီနာရမှာဟာလားဟိုနာကလည်းနင်းနီးလေးဆိုတော့ငိုက်နေတယ်ထင်လို့မငိုက်ဘူးလား မတော်သေးပါဗျာငိုက်နေတယ်ထင်လို့ဆိုကြည့်ရတယ်ဆိုကျင်နေတာကကြာပြီပုံနှံကိုလည်းကြီးများများရအောင်လာနေတာအခုမှရောက်တာဒီပုံနှံကိုလည်းအခန်းကဟုတ်လားအဲ့တော့ဘာဆိုလို့လဲဆိုမှမသိဘူးပြိဿကြီးဘာဖြစ်တော့ဆိုပုံနှံကိုလည်းပဲသူတို့သိတယ်ပုံနှံဘလုံးကိုလည်းဆိုတော့သူတို့မသိဘူးအဲ့ဒါမှတ်တာအဲ့ဒါဝါဒနာပါတဲ့ပုဂ္ဂိုလ်တွေကြက်တာအဲ့ဒါပုံနှံရည်သူရင်အဲ့ဒါလေးဆိုပြကြားလားဒကာကြီးတွေကြက်တာဒကာမကြီးတွေကြက်တာဝါဒနာပါရင် ဆိုလို့ကောင်းတယ်ပုံလန်းငူတာဟာလေတို့ဗမာငူဆိုလို့မဟုတ်ဘူးနော်ဗမာကအမလေးဘယ်သူရဲ့ဘဝရဲ့အမေရဲ့တို့ဗမာငူတာကနားထောင်လို့မကောင်းဘူးပုံလန်းငူတာနားထောင်လို့ကောင်းလားအဲဆိုခိုင်းနေပြန်ပြီတင်လေနာတိထံပရာတို့တို့ဆိုတော်ပြီတို့ကလည်းဒီပုံနာငူတာပဲနားထောင်ရင်နေတာ哦တရားရှိစေလို့ရမှာမဟုတ်ဘူးကဲအဲ့တော့ဒီမှာ ပုံနာကိုပြီးတော့ပရိသတ်ရေပြန်လာအိမ်ရောက်တော့သမင်းမစားနိုင်ဟင်းမစားနိုင်အိမ်ကနေဝင်ပြီးတော့ပုံနာကြီးတရှုပ်ရှုပ်နဲ့ငိုရုပ်ရုံနဲ့ငိုပုံလေးမကြီးကလည်းစိတ်တွေညက်ဘယ်နဲ့ဖြစ်လာလဲမသိဘူးဖတ်ပုံနာကြီးဘာဖြစ်လာလဲငါပြောအဖေကြီးပြောဘာဖြစ်လာလဲမပြောတရှုပ်ရုံနဲ့ငိုနေတာအိမ်ထဲမှာညက်သွားဖះကိုသူ့ စဘာပေးမယ်ဆိုတာကသူတွေးပြီးတော့စိတ်မကောင်းဖြစ်သွားတယ်။ငါငယ်ချင်းလည်းငါစဘာစဘာလည်းမပေးနိုင်။ငါယီမန်းတရတယ်အကုန်လုံးပြက်တယ်။စားလည်းမစားတော့ပေးစားရင်စားတယ်မှာပုံနှန်းကြီးဘယ်လိုလုပ်နေတော့ဆိုရင်လေမောက်ခုံကြီးတယ်ခေါင်းကြီးရပအောင်ထည့်ပြီးတော့မောက်ခုံနဲ့အခါလဲငိုနေတာတရှုပ်ရှုပ်နေအဲ့ဒါကိုဘုန်းတော်၆ပါးတက်တဲ့သဗ္ဗညုဘုရားရှင်ခေါ်တော်မြတ်က ညာတဲ့ကဘုရားကသိတယ်အဲပုံနာကြီးပောက်လိုက်နေငင်းခံမြေကြီးချလို့ပါသွားပြီဒီပုံနာကြီးတော့အခုချိန်ဆိုရင်ငိုဝဲချိန်လေးလောက်ပြီဒီချိန်ကတရားဟောဖို့အကောင်းဆုံးချိန်ပဲငါဘုရားကြွမှာပဲဆိုပြီးတော့ဘုန်းတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်များကသပိတ်သင်္ကန်ပြင်လို့ပေးသတ်တယ်သာဝတိမျိုးနဲ့ဆုံးကဝင်ရင်းနဲ့အဲ့ဒီပုံနာကြီးအိမ်ရှိရတော်မူတယ် တရားတော်မူတော့ပုံလေးမှာကြီးကမိစ္ဆာဒိဋ္ဌိပဲဘာသာကြားပုဂ္ဂိုလ်ပဲဘုရားမှမကြည်ညိုပဲနဲ့ပုံနာကြီးနဲ့မြတ်စွာဘုရားနဲ့ခင်းနေတယ်ဆိုတာလဲပုံလေးမှာကြီးကမသိဘူးအိမ်ရှိထွက်လာပြီးတော့ကတော့ဇွန်ကတော့ဇွန်ဘုရားကသူကအဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ပုံလေးမှာကြီးပုံနာကြီးရှိလားရှိတယ်ဆိုတော့ဘုရားနဲ့ ပုံလေးမှရှိနေသကန်းအရှိချပြောနေတာဟုတ်အိမ်ထဲကပုံသားကြီးကကြားသွားတော့ပုံလေးမှကြီးကိုပြောတယ်ဟာပုံလေးမှကြီးအဲ့ဒါငါတငယ်ချင်းနှစ်ပါးပြေလို့ကတော်စွန်းလုံနေတယ်နှစ်ပါးပြေလို့မောင်းဆုံနေတယ်အဲ့ဒါငါတငယ်ချင်းမမသာဟာရောငါတငယ်ချင်းအိမ်ထဲအိမ်ထဲအိမ်ထဲခေါ်လိုက်အိမ်ထဲခေါ်လိုက်ငါရှိလာတာထင်းနေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားအိမ်ထဲကြွား နေရာလေးခင်ပြီးထိုင်ထိုင်ပြီးတော့မြတ်စွာဘုရားကမေးတယ်ဘုန်းသားကြီးဟောခန်းထဲမှာဘုရားဘာလုပ်နေလဲငိုးနေတယ်ဘုရားဘာကြီးလုံးငိုတာလဲဘုရားကမေးတော့မေးတော့ပုံလေးမကြီးကရှင်းပြတယ်ညကဒီလိုဒီလိုပဲစပားတွေခင်ဗျာမြေထဲပါသွားလို့အဲ့ဒါပြန်လာတဲ့ကမျက်ရည်မိုးတွေဆွေပြီးတော့ငိုနေပါတယ်ဘုရားပြီးတော့မြတ်စွာဘုရားက ပုံနာကြီးအပြင်ထွက်လာတဲ့တန်းတရားခေါ်ဆုတ်တော့ထွက်လာတယ်ထွက်လာပြီးတော့သူဘုရားနာထိုင်တယ်ဗောဗျာဘုရားဘာသာမဟုတ်တော့ဥလည်းမထဘူးဗောအဲ့ဒါနဲ့ငါဆိုဘုရားကသူ့ကိုမေးတယ်ပုံနာကြီးကိန့်တယ်နေတာရသောကောဥပ္ပန်တော်ပုံနာကြီးခုသောကမီးတွေလောင်ပြီးတော့မျက်ရည်ကျရတာဘယ်အကြောင်းကြောင့်တုံးဆိုတာပုံနာကြီးသိသလား နာဇာနာမိဂောရမငါမသိဘူးယံဂောရမတပ္ပုဇုကြောင့်ဖြစ်တာလေဒီလိုအခုငါရိတ်ထားတဲ့ဇဘာတွေဟာအခုလိုပါသွားတာဘသူလုတာလဲတရခံဘသူလဲဘသူကြောင့်လဲညက်စာဘုရားကမေးလို့ရည်မှာအခုလိုနေမြရင်မိုးတွေဆွေးပြီးတော့ငိုကြွေးနေရတာဘသူကြောင့်လဲနှင်းတိလံပုံနာကြီးမသိဘူးငံကိုယ်တာလဲမပြောနဲ့ဇဘာတမုံလေးမှမရနိုင်ဘူးအေး တရခံလက်တွေကိုရှာရမယ်ဘုံသားကြီးတပ္ပတုကြောင့်ဖြစ်တာတော့ဆိုတာနာဇာနာမိဘောခေါ်ရမတွန်ပနာဇာနာတိငါတော့မသိဘူးတဲ့လက်တွေဟာဘယ်သူလဲတရခံဘယ်သူလဲဒီလိုဖြစ်ရတာကတွဲအောင်ရှာမယ်ဘုံသားကအဲ့တော့ယဟန်ခေါ်ရမအခုလိုစပါးတွေရည်ရဲပါသွားပြီးတော့ငါငိုပဲဆင်နေရတာဟာ တရခံဘယ်လိုလုံးဆိုတာသင်သိသလားဘုရားကဇာနာမိဗျမနာငါသိတယ်ပုံနာကြီးဒီလိုပုံနာကြီးကခေါင်းဆောင်လာဒီစမ်းငါစီးပွားပြအောင်လုပ်တဲ့လူကဘယ်သူလုံးဆိုတာယဟန်ကောရမသိတယ်လေငါခုလုံးကိုကျွေးနေရတာကဘယ်သူလုံးဆိုတာယဟန်ကောရမသိတယ်လေအဲ့တော့တကယ်ချင်းရဲ့ငါအခုလိုအိယာဘုံမှာ ငိုကြွရတဲ့ဒီအောင်ကိုငါ့ကိုဒုက္ခပေးတာလက်တဲ့ဟာတရားခံဘယ်သူလဲဆိုတာသိရင်ပြောပါဒါတော့မှမြတ်စွာဘုရားကပုံနာကြီးနှိမ့်စိတ်ကလေးကိုငြိမ်ညီလေးထားလိုက်စမ်းမျက်ရည်တုတ်တော့ငါပြောမယ်တရားခံဘယ်သူတော့ဆိုတာပုံနာကြီးကသိသိရှင်းနေမျက်ရည်တုတ်တော့နှိမ့်စိတ်လေးကိုငြိမ်ငြိမ်လေးထားငါပြောတဲ့စကားနောက်ကိုနှိမ့်စိတ်လိုက်ပြီးတော့လေတလုံးညင်နာထောင်တော့ တလုံးညင်နာထောင်တော့လက်ခါဘုရားကပုံနာကိုတရားမောခင်မှာစိတ်ငြိမ့်အောင်အရင်လောက်ခိုင်းတာဗာညင်အောင်လောက်ခိုင်းတာစိတ်မငြိမ့်ပဲနဲ့ဓမ္မယုံဓမ္မအာယုံတရားပေါ်မှာအာယုံမကြပဲနဲ့ကိုတွေးတူတွေးလျှောက်တွေးနေမှာစိုးလို့မြတ်စွာဘုရားကစိတ်ကိုဓမ္မအာယုံကိုအရင်တင်ခိုင်းစိတ်ငြိမ့်ငြိမ့်လေးထားလားငါပြောတာနေနာထောင်တရားခံငါဖို့ဆုပ်ပေးမယ် တဏယဇာယတိသောကောတဏယဇာယတိဘယံတဏယဝိပါမုဒ္ဒတနတိသောကောကုတော်ဘယံယမနငိုကျွေးပူဆွေးပြီးတော့တောက်လောင်နေတဲ့သောကမိရေတဟုတပြောင်မြောင်တောက်လောင်နေတဲ့ပုံနာကြီးတဏယ၆ द्वार မှာဖြစ်တဲ့တဏတရားကြောင့်သက္ခုသောတာဂါနဇိဝကာယမနာ ဒွာရ6ပါးဒရ6ပေါက်တဏယ6ဒွာရမှာဖြစ်တဲ့တဏတရားကြောင့်သောကောဆိုရင်ညင်းဆိုရဲသောကသည်ဒါယတိကောင်းကားမသိဖြစ်ပေါ်၏လာပါ၏တဏယ6ဒွာရမှာဖြစ်တဲ့တဏတရားကြောင့်ဘယံပေသည်ဇာယတိဖြစ်ပေါ်၏လာပါ၏တဏယ6ဒွာရမှာဖြစ်တဲ့တဏတရားမှာဝိပါမုဒ္ဒသာကင်းလို့ပြီးသောသူအား သောကဆိုရင်ပူဆွေးကိုကြွေးခြင်းသည်နတ်ီမရှိဘယံဘေးအမျိုးမျိုးဒီလည်းပဲကုတော်အတ္တိဘယ်မှာရှိပါမလဲလို့ဘဂဝါဘုန်းတော်ချောင်းစုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝစာကရုဏာရှိထားမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပဲနတိ ပုံနာကြီးတရားခန်းကတရားတခြားမဟုတ်ဘူးဟဲ့နေ့ရခန္ဓာကိုယ်ထဲမှာဆက်ခုမျက်လုံးမရှိဘူးလားရှိတယ်သောတာနာမရှိဘူးလားရှိတယ်ဘုရားကတခုချင်းပြောတော့တာဇက်ခုသောတာခန္ဓာဇေဝကာယမနအဲ့ဒါ द्वार 6ပါးတကား6ပါးလို့ခေါ်တယ်အဲ့ဒီ द्वार 6ပါးမှာဖြစ်ပေါ်နေတဲ့တဏတရားတရားခံပဲဒီတဏဆိုတာပြည့်တဲ့ လောဘကိုခေါ်တာတဏှာဆိုတာဘာလဲလဲတဏှာတဲ့လောဘတဲ့ຢာကတဲ့နန္ဒီတဲ့တန်ရောစေတဲ့အခေါ်တွေအမျိုးမျိုးရှိတယ်တဏှာလိုလဲခေါ်တယ်ຢာကလိုလဲခေါ်တယ်လောဘလိုလဲခေါ်တယ်နန္ဒီလိုလဲခေါ်တယ်တန်ရောစေလိုလဲခေါ်တယ်ပရိယပုတ်တိအများကြီးခေါ်တဲ့နေရာအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားရဲ့ကိုရောင်မြတ်ကတဏှာယဇာယတိသောကတဏှာယဇာယတိဘယံ တဏယဝိပါမုဒ္ဒတာနတ္တိသောကောဘုတော်ဗျံလက်တွေကိုရှာလိုက်တော့ဘုံနာကြီးရဲ့အဲ့ဒီဓာရ၆ဘွားမှာဖြစ်နေတဲ့တဏတရားကြောင့်တဏဆိုတာလိုရင်းမှုလောဘနှစ်ကောက်စဘာတွေနှစ်စဘာရအောင်နေလိုရင်းတို့နေလဲဆိုင်တယ်မို့လားဟုတ်တယ်အဲ့အဲ့ဒီတဲကနေလောဘနဲ့နေဆိုင်တယ်နေလောဘကြီးဥသိပြီးတော့နေဆိုင်တယ်အဲ့ဒီဆိုင်နေတဲ့လောဘတရားဟိုသောတာလဲဝင်လဲဝင်လာရောနေတခါလဲအဲ့ဒီ မခံမရနိုင်ဖြစ်ပြီးတော့ကိုယ်နေမျက်ရည်တွေကျတယ်မို့လားနေစီးပွားဆိုတာဒီလိုပဲပုံတာကြက်မဲ့တဲ့တဏ္ဍာလောဘတရားဟာတရားခံပဲအဲ့ဒီတဏ္ဍာလောဘတရားကိုပယ်သနိုင်ချမ်းသာတယ်အဲ့ဒီတဏ္ဍာလောဘတရားကိုလက်ခံနိုင်ဆင်းရဲတယ်ရသော်ဘုရားကကုတော်ဘယံဘုမဘေးရှိတော်မူတဏ္ဍာယဝိပမုဒ္ဒတနတ္ထိသောဘကုတော်ဘယံ အဲ့ဒီတဏှာကိုပယ်သနိုင်ရင်ဘေးဆိုတာလည်းမရှိဘူးသောကဆိုတာလည်းမရှိဘူးမျက်ရည်ဆိုတာလည်းမရှိဘူးလို့ဘုရားရှင်ကိုရမြတ်ကပယ်သတဲ့အဲ့ဒီမျက်ရည်ဆိုချွဲကိုပဲဝင်နေတဲ့ပုံနာကြီးပေါ်တဏှာတတ်ဖို့အရေးနှိုးစော်တာပေးပြီးတော့ဒီတရားဟောလိုက်တော့ဒေသနာဝတ္တာနေဘုရားရှင်ကိုရမြတ်ဟောကြားတော်မူအပ်တဲ့ဒေသနာတော်အဆုံးမှာပြေမနောသောကမိတဲ့တဟုတပြောင်းပြောင်းတောက်လောင်နေတဲ့ပုံနာကြီးသည် သောတာပတ္တိဖလေသောတာပတ္တိဘုသောပရိဒေဟိကောင်းသောမသွေတည်တော်မူခဲ့ပါပေ၏ဒသာအေမြတ်စွာဘုရားရှင်ကိုရောင်မြတ်ရဲ့တရားဒေသနာတော်ဆုံးမှာ စည်းဘွားတွေပြည့်လို့ငိုကြွေးနေတဲ့ပုံနာကြီးသည်တဲ့အငိုတိတ်လို့သောတာပန်ဘဝကိုရောက်ရပါလေစံတာခန်းကြီးတဲ့အယံဝင်လာတဲ့မိစ္ဆာဒေဒီပုံနာကြီးကိုမြတ်စွာဘုရားကခုခံစွမ်းအားဓမ္မတတ္ထဓမ္မရှင်းတိုက်ကြွေးလိုက်တော့ဘေးသတ္တေခုခံစွမ်းအားတွေပြည့်သွားတဲ့ပုံနာကြီးဟာမြေရည်ဇတ်သိမ့်လို့သောတာပတ္တိဖို့တာကိလို့သောတာပန်ဖြစ်ပါလေ ဒါကြောင့်ဒီနေ့ညအလုံးတရားချင်းတင်စိတ်ကောင်းဝင်တဲ့သူတော်စင်များဒီတရားကိုနာကြားပြီးတော့ဩလောကလူသားတယောက်နေနဲ့ရောက်လာတာကအမေနဲ့လည်းခွဲရအောင်မဖေးနဲ့ခွဲရမယ်စီဝါဥစားတွေနဲ့ခွဲရမယ်ချစ်ပါတယ်ဆိုတော့ဇနီးမယားသမီးသားတွေနဲ့လည်းခွဲရအောင်ပဲခွဲခွာသွားတဲ့အချိန်မှာလောကကြီးတွေကနေငါဆွတ်ခွာသွားတဲ့အချိန်မှာပဲဖြစ်ဖြစ်ငါ့ကိုသူတို့ကစွန့်သွားတဲ့အချိန်မှာပဲဖြစ်ဖြစ် ငါမှာခန္ဓာရည်ရှိအောင်မလုပ်ထားရမလို့ဆိုပရိသတ်တေတို့တို့ပြောမယ်ခုခံဈေးတောက်ထားပါဗာဈေးတောက်ထားရမလားအေခုကစွာစေလို့ခေါ်တဲ့ဓမ္မတကတရားစေတောက်ထားပါလို့တရားစေတာမတောက်ထားဘူးဆိုရင်တော့ဖြင့်သားခွဲလဲငိုလိုက်ရသမီးခွဲသွားလဲငိုလိုက်ရလင်းသေးလဲငိုလိုက်ရအိမ်မီလောင်လဲငိုလိုက်ရ ထိုင်တယ်ပြောက်လဲငိုလိုက်ရရွှေပြောက်လဲငိုလိုက်ရအိုးငိုဝဲနေတာရှင်နေပဲပြည်သားတွေတသားနေရာလုံးကလည်းငိုခဲ့ပြီးပြီနောင်လဲဘလောက်ငိုခဲ့အောင်မောငိုရလဲအောင်မမသိသေးဘူးဒါကြောင့်ခုလိုမြတ်စွာဘုရားသာနာတော်ကြီးနဲ့တွေ့တော့မှအငိုတိတ်ကြောင်းခုကနိုင်အားစွမ်းအားရှိတဲ့ဓမ္မသေးတွေတောက်သုံးနိုင်ကြပါစေဆိုတဲ့ရည်ပဲချက်ဖြင့်ဒီနေ့ညခေါ်တဲ့တရားပရိသတ်ရဲ့ဝင်လာသူများသတိထားတဲ့ဗာတရားလည်း ေးဗုဒ္ဓဘာသာမဟုတ်တော့လည်းပဲဘာသာကြအယူယူထားတဲ့ပုံနာကြီးတော်မှမြတ်စွာဘုရားရှင်ကိုရောင်းများနဲ့တွေ့ပြီးတော့ဘုရားပေးတဲ့ရှေးတောင်သုံးရလို့အငိုတိတ်သွားသလိုဘုန်းကြီးတို့ပြေသာပေါင်းသူတော်ကောင်းတို့လည်းပဲအငိုတိတ်ကြောင်းတတိပဒံဆေးတော်ကြီးရှိပါတယ်အဲ့ဒီတတိပဒံဆေးကြီးတောက်သုံးပြီးတော့ခုကံစွမ်းအားတွေအပြည့်အဝခန္ဓာကိုယ်ထဲမှာ ပွေထားနိုင်ကြပါစေလို့ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ညဟောသောအိညာတရဗျမနသုတ်တံလို ခေါ်ဆိုအပ်တဲ့ဝင်းလာသူများသတိထားလို့အမိပေးထားတဲ့တရားကိုပေးသတည်းဗုဒ္ဓရဲ့တတိပဋ္ဌာန်ဆေးမဟာဓမ္မကဗျာဆိုပြီးတော့ပဲသိလိုက်ကြသို့လို့ဂိုက်အားလုံးညီညာပြားပြားနဲ့လိုက်ဆိုကြသမ်းပါ ဖရာရှင်ရဲ့ဒေသနာတော်ဆေးမြတ်လိုပဲကြောသူသူငါလူနာများဖို့ဘဂဝါဖရာကဆေးကိုဖော်ယောဂတဲ့လူနာထုကမတော်ဘူးလို့ညင်ကဩ ပြေမာသရဲ့နောလေးပဌံဓမ္မဆေးကိုခဏသွေးလို့တိုက်ပြီနော်တောက်လိုက်ရင်ဝေဒနာပြောက်လို့ဒေချာရောက်မဲ့နိဗ္ဗာန်တော်ကိုယ်တော်တိုင်းဖော်ကားစား သေချာမမားတဲ့ဆေးအကျော်မတော့ချင်ဘူးမငင်းနဲ့တော့ပေါ့သုံးရဖို့အလွန်တော်အဲဒါကြောင့်တောက်လိုက်စံွယ်ဆေးမြတ်တတိပဋ္ဌာန်တော် သေတိတော်မေအယံဓမ္မဗုဒ္ဓေနာဟိသဘာတိတော်ဒေနသဗေသုခယံဒုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟံတဆုတယံဘုဂိုင်းတုနိုင်မမြင်ခောဓမ္မဘုရားရှင်သည်အာဟိသဘာတိတော်ထံကတိုင်းပယပြပြသာသန္တိကယုဆိုရေဟောကြားအပ်သောအယံဓမ္မအညတရာဗျမ္မနာသုတ်တံလို့ခေါ်ဆိုအပ်တဲ့ ဝေလာသူများတတိထားလို့အမိပေးထားတဲ့ဓမ္မကတာဒေသနာတော်များကို မေမယံငါသည်ဒေသိတော1381ခုနှစ်တော်လပြည့်ကျော်14ရက်နေ့တနင်္သာရီတိုင်းမိမျိုးမြို့သက်ခုနှစ်ရွက်လူငယ်များနဲ့ရပ်မိရပ်ပါများဥဆောင်ရေးကျင်းပအပ်သောတတရားအကျင့်မြောက်ဓမ္မဒါနာဓမ္မပူဇာအမတဒါနာအမတပူဇာ တရားသဘင်ပွဲဆင်ွဲကနေကြကုန်သော အမျိုးကောင်းသာမျိုးကောင်းသမီးပေါင်းဝန်သူတော်ကောင်းတို့သိစေမှစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဝါကြတော်မူခဲ့ပါပေ၏ဒေနထိုသောရှိဘုဓမ္မဒါနဓမ္မသဝေနဘာဝနာမယပုံညတရိယာကုသိုလ်ထူးကြောင့်တပ်ပေကျင့်မဲ့အုတ်တုံအလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည် အိဋ္ဌသမင်္ကိနောမိမိတို့အစီအစီအလိုရှိအတောက်တာအသောအိဋ္ဌမင်္ဂလာကြက်သေးဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမှမှချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း